ရခတက်တော် A အနေနဲ့ဟိုတယ်လုပ်ငန်းတွေနဲ့ခရိုနီတွေရဲ့ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်သိမ်းဆဲတာဟာတရားဥပဒေနဲ့မညီဘူးလို့ဥပဒေပညာရှင်တွေကပြောပါတယ်။ပြီးခဲ့တဲ့ရသက်တပတ်အတွင်း AA ထိမ့်ချုပ်ထားတဲ့နေမျိုးတွေမှာစစ်ကောင်စီအပါဝင်မူဆလင်လက်နက်ကင်အဖွဲ့တွေရဲ့နေအိမ်တွေအပြင်သူတို့နဲ့ဆက်ဆက်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့နေအိမ်တွေဟိုတယ်လုပ်ငန်းစုတွေကိုလည်းချိတ်ပိတ်သိမ်းဆည်းမှုတွေလုပ်ဆောင်နေတာပါ။ အခုလို AA ရဲ့ချိတ်ပိတ်သိမ်းဆဲမှုတွေဟာတော်ရိုက်ဥပဒေလိုနိုင်သူစားစတန်းလို့ရဖြစ်နေပြီးလက်နက်ကန်ဆောင်ထားသူရဲ့သတ်မှတ်ချက်ဟာဥပဒေတစ်ခုဖြစ်နေတာလို့ဥပဒေပညာရှင်ဦးခမောင်မြင့်ကသုံးသပ်ပါတယ်။ဒါဥပဒေနဲ့အညီရောမဟုတ်ဘူးပေါ့နော်။သို့တော်လည်းပဲလက်ရှိဖြစ်နေတာကလက်နက်ကန်ထားတဲ့လူရဲ့ဒါသတ်မှတ်ချက်ဒီဥပဒေဖြစ်နေတာပေါ့။တကယ်တမ်းတော့ဥပဒေတရားဆိုတာကခုနပြောလို့ဒီ ြုတ်တော်တွေကနေမှာဥပဒေပြုတ်တော်တွေကနေမှာဒါဥပဒေပြတ်ဆန်းလိုက်ပြီအဲ့ဥပဒေနဲ့အညီဆောင်ရွက်မှသာဒါဥပဒေနဲ့ညီရဲလို့သတ်မှတ်တာဟုတ်အခုကတော့ဒီဘက်ကညက်ဆက်ကဘက်ကရောခဏအေဘက်ကရောခဏကဘာမှဥပဒေပြတ်ဆန်းချက်မရှိဘဲနဲ့ခဏပြောလို့အာအေကိုချိတ်တိတ်မဲ့ဒိန်းစီမဲ့ဟိုတယ်တွေဒိန်းစီမဲ့အဲဟိုဆိုလိုတာလက်လက်ကင်ထားတဲ့အတွက်ဒါကဟို တော်ရင်ဥပဒေဖြစ်နေတာပေါ့နိုင်ဥစာဒရန်နိုင်ဥစာဒရန်ဆိုတော့တော်ရင်ဥပဒေဖြစ်နေတာဟိုတော်ရင်တော့ဒါဟာဖြစ်ကောင်းတဲ့အရာတော့မဟုတ်ဘူးလို့ဆရာတို့ဥပဒေပညာရှင်တွေနဲ့မြင်တာပေါ့ကာယကံရှင်တွေအနေနဲ့အင်္ဂါနဲ့နာတာပေါ့အင်္ဂါနဲ့နာတာပေါ့တို့ဘာလို့တို့အခုနဘလို့ပဲအဲဒါတွေအပေါ်မှာတိဖောက်ခဲ့ပြီဖြစ်စီအကြေးသူကမတမမတမမှု ပြုတ်လုခဲ့မယ်။ဒိုရင်းကိုဥရိနဲ့မမြင်ရတဲ့လုပ်ငန်းတွေလုပ်ခဲ့မယ်ဟေ့ဆိုရင်တော့ဒါတရားရုံးရဲ့စီရင်ချက်အရဒါအင်တွေကိုချစ်ပြီးတင်ပြလို့ရတယ်။အဝရန်ကတ်လို့ရတယ်။အဲ့ဒါမျိုးကမှဥရိနဲ့မြည်ရလို့ခေါ်တာ။လက်နဲ့ကိုပြပြီးတော့မှအင်္ဂါတော့သိနေကွာချိတ်ပိတ်တယ်ကွာဆိုတာကတော့ဒါဥရိနဲ့မြင့်တဲ့လုံမှာမဟုတ်ဘူးလို့ဆရာတော်ဥရိမောင်တော်ဘူတီတော်မြောက်ဦးမင်းပြား တန်တွေခွားနဲ့ပလောက်ဝမြို့နယ်တွေမှာစစ်ကောင်စီအပါဝင်တခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်ဆက်တယ်လို့ဆိုပြီးနေအိမ်အဆောက်အုံတွေကိုအရခပြည်သူအစိုးရကချိတ်ပိတ်ထိန်းချုပ်တာဖြစ်တယ်လို့သိရပါတယ်။အေရဲ့ချိတ်ပိတ်စာမှာအိမ်သုံးမဟုတ်ဤအဆောက်အုံဟာအရခပြည်သူတော်လှန်ရေးအစိုးရကိုစန့်ကျင်တဲ့အကြမ်းဖက်အဖွဲ့စည်းလူပုဂ္ဂိုလ်တွေနဲ့ပတ်သက်ဆက်ဆက်နေတာကြောင့်အစိုးရပိုင်အဖြစ်သိရှိတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ အေရဲ့ချိတ်ပိတ်မှုတွေဟာရခိုင်ပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်အသုံးချသွားမယ်လို့မြင်နေရပေမဲ့လေစီမံခန့်ခွဲမှုတွေနဲ့ကင်တွင်မှုတွေလိုအပ်နေသေးတယ်လို့ရခိုင်ဒေသတွေနိုင်ငံရေးလှုပ်ရှားသူအမျိုးသမီးတူကပြောပါတယ်။ဖိနေဆိုလိုက်ကြတဲ့ကသူတို့ရဲ့ဟိုဒီပြည်နယ်ရခိုင်ပြည်ဖွံ့ဖြိုးရေးတစ်ခုခုမှာသူတို့အသုံးချလိမ့်မယ်လို့ကိုတို့ကတော့ဟိုဟိုသာမြင်နေရတယ်လीနော် မြင်နေရတယ်ဆိုပေမဲ့အဲ့ဒီအတုံးချတဲ့နေရာမှာစီမံခန့်ခွဲမှုတွေ၊ကင်တွယ်မှုတွေလိုအပ်တာပေါ့နော်။ပြီးတော့စီမံခန့်ခွဲမှုလိုအပ်တဲ့၊ကင်တွယ်မှုလိုအပ်တဲ့ပြီးရင်ဥစ္စာဒီကမှာဟိုဇာကြီးဆိုးနေကြတဲ့ဟိုဘယ်လိုပြောမလဲတတော်တဲ့ရက်ကတော်တော်ကြီးကိုတတော်တွေကအရေးပါရာကြီးရောက်နေတယ်ဘုံမှုကြီးဘုံမှုကြီးတွေအဲ့ရဲ့ဟိုဇာစီမံခန့်ခွဲမှုတွေလည်းဟိုလိုအပ်မှာပေါ့လीနော် ဒါကတော့သူတို့မှလည်းတတ်တော်အနေနဲ့ကတော့သူတို့ခိုင်ခိုင်မာမာလုပ်နေတဲ့ဆိုတဲ့အဟိုသာထုတ်ပြန်ချက်တွေသူတို့ပြည်သူတွေအပေါ်မှာလည်းသူတို့ကိုင်းလုပ်လို့သာအားလုံးကိုကြည့်ပြနိုင်ရယ်ဆိုတဲ့ရှုံုံပြီးတော့ဟိုရေဝရလုတ်ပေးနိုင်တယ်ဆိုတဲ့သဘောကိုလည်းသူတို့အများအားဟိုသာဆိုတော့သာဘယ်လိုပြောမလဲအများအားဟိုတတိယမီဒီယာတွေအပေါ်ကိုလည်းဖြန့်တက်နေရတယ်လည်းတွေ့ရတယ်လေအဲ့တော့ကဟိုသာ အပေါ်အမိတ်မပါပဲနဲ့တော့ဥစ္စာပြုံးစားပြီးတော့စီမံခန့်ခွဲအောင်မယ်လို့တော့မမြင်ဘူးဒါပေမဲ့အဲစီမံခန့်ခွဲတာကတော့ကိုရရဲ့ပြည်နယ်အဲ့ဒီပြည်ရခိုင်ပြည်ရဲ့ဆိုင်ရာဥစ္စာနေရာတွေမှာစီမံခန့်ခွဲလာလိမ့်မယ်ပုံတော့ပေါက်တယ်ပေါ့လीနော်ဟုတ်ပြည့်ရတဲ့မတ်လ6ရက်ကလည်းရခိုင်ပြည်နယ်ကခရိုနီတူဦးဖြစ်နမကြီးလူသည်များတဲ့တောင်ကုန်တထေဦးကျောက်တောင်ရဲ့ပိုင်ဆိုင်မှုနဲ့နေအိမ်ကိုအရခပြည်သူအစိုးရအဖွဲ့ ULA ကချိတ်ပိတ်သိမ်းဆည်းလိုက်ပါတယ် ဒါအပြင်ငပလီမှာစစ်တပ်နဲ့ပေါင်းပြီးခရိုနီတွေကသိမ်းယူခဲ့တဲ့ပြည်သူပိုင်းမြေကထောင်ပေါင်းများစွာကိုလည်းချိတ်ပိတ်ထားပြီးအဲ့ဒီမြေတွေကိုဘယ်သူမှကျူးကျော်မှုမပြုလို့ရဘူးလို့စာကတ်ထားတာဖြစ်ပါတယ်။အခုအာဏာရှင်ကိုတွန်းလှန်ရတယ်လို့ခေါင်းတွေတက်ထားတယ်။ဒါနဲ့အဲ့ဒီတွန်းလှန်နေတဲ့လက်နက်တိုင်းအဖွဲ့အစည်းတွေရဲ့လုပ်ရက်တွေကအာဏာရှင်ဖန်ဆင်းနေဖြစ်နေတာလေ။နော်အဖွဲ့အစည်းအတွင်းမှာလည်းအခုနတိုင်းနာတော်လိုင်းတက်ခွဲပြီး ERO တွေ EAO တွေရဲ့ကြားထဲမှာလည်းအချင်းချင်း ခုနကုတ်တဲ့မှုတွေပေါ့ဒါမင်းလေးလူလာပြီးအချင်းချင်းအတက်ခက်တာဒီဓာရီဖြစ်လာတဲ့အခါကျတော့ဒါကဒီဒီမိုကရေစီတော်လှန်ရေးအတွက်ဘလို့မှအထောက်အကူမဖြစ်နိုင်ဘူးဒီမိုကရေစီတော်လှန်ရေးဆိုတာကစိတ်မွေ့ရနူးညံ့နေပြီးရင်ဒီပြည်သူလူထုအပေါ်မှာတည်ုံတိမ်တိမ်မှုရှိရတယ်ဒီလူကတော့အာခုံနေတဲ့အဒီလူကတော့ဘာဖြစ်တယ်ဆိုတော့ဒီလူကတ်မှတ်ချက်ကတတ်မှတ်လို့မရဘူးလေ ။ဘာလက်စားကြည့်ဦးလမ်းတင်မယ်။ဆံငါတို့တစ်သက်လုံးခုတ်ကျွေးတို့ပြီးအနိုင်ကျင်လာခဲ့တဲ့ဒီဆံငါတို့ခုဒီနေနေတွေငါတို့အပိုင်ကတော့ပေါ့ပေါ့အကုန်လုံးသိမ့်ကွာထိတ်ထိတ်ကွာဆိုတာကြတော့ဒါဒီမိုကရေစီလမ်းတင်နေလုံးဝပြုတ်ထဲသွားပြီ။ဘယ်လိုမှလည်းဖက်ဒရယ်ပြည်တော်စုအနေနဲ့ဖြစ်လာနိုင်ကြအကြောင်းရှိဘူး။ကျွန်တော်တို့အနေနဲ့တော့ဒီလောက်ရည်ကိုဆန့်ကျင်ပါလေ။ ဟိုလုံးဝလည်းဒါဥပဒေနဲ့ညီညွတ်တယ်လို့ကျွန်တော်မြင်လို့မမြင်ဘူးအေးအနေနဲ့သူတို့တိမ့်ပိုက်ထားတဲ့မြို့နယ်တွေကအဆောက်အုံတွေဟိုတယ်တွေကိုချိတ်ပိတ်နေတာနဲ့ပတ်သက်လို့ ULAAA ရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်သုခထံ MBA ကတီးတန့်ဆက်သွယ်မေးမြန်းခဲ့ပေမဲ့တစုံတရာတုံ့ပြန်ဖြေကြားတာမျိုးမရှိသေးပါဘူး ရခိုင်ဒေသတွင်မီဒီယာတွေရဲ့ဖော်ပြချက်အရ ULAA အနေနဲ့စစ်ကောင်စီအပါဝင်တခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်ဆက်တယ်လို့ဆိုပြီးချိတ်ပိတ်ထားတဲ့နေအဆောင်အပေါင်း60ထပ်မင်းရှိတယ်လို့သိရပါဗျ။